ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ SB အမျိုးသမီးကလပ်အသင်းပါဝင်တဲ့အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုလက်ရှိတော့မာလာမှာကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ SB အမျိုးသမီးကလပ်အသင်းရဲ့အာဆာချန်ပီယံလိအုပ်စုပွဲစဉ်တွေအပါအဝင်တခြားသောမြန်မာနိုင်ငံမှာကျင်းပမယ့်အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုတွားရောက်တည်ရှိမဲ့ပရိသတ်တွေအတွက်မြန်မာနိုင်ငံဘောလုံးခွဲချုပ်ကနေအကျိုးအပို့ကားတွေအသွားအပြန်အခမဲ့စီစဉ်ပေးထားတယ်လို့သိရှိရပါတယ် free เนาะ free season ပေးထားတာခမညဟုတ်ကဲ့မြန်မာနိုင်ငံကိုစားပြု SB အမျိုးသမီး club တင်ပါဝင်တဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုနိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့နိုဝင်ဘာလ15ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်ခမညဒီတော့ဒီအုပ်စုမှာပါဝင်တဲ့ပွဲစဉ်တွေကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပကွင့်ရထားတာကိုတော့ပြည်သူအားလုံးသိရှိမိသားဖြစ်ပါတယ်ရန်ကုန်မြို့သူဝနာအားကစားကွင်းကြီးမှာကျင်းပသွားမှာခမညတရက်ကိုညနေ3:00မှာတပွဲ ညခွာနိုင်မှာတဝဲနှုံနဲ့တရက်ကိုနှစ်ပွဲနှုံကျင်းပါပါဖြစ်ပါတယ်လက်မှတ်ကနှုံသားတွေကိုတော့အထူးတန်းကိုကျက်9000တက်မှတ်ထားတယ်ရိုးတန်းကိုကျက်2000တက်မှတ်ထားပါတယ်ခင်ဗျလက်မှတ်တစ်ဆောင်ဟာနှစ်ပွဲနှုံကြည့်ခွင့်ရမယ်လို့သိရှိရပါတယ်ဒီတော့ normal 9ရက်နေ့လက်မှတ်တစ်ဆောင်ဝယ်ရင်နှစ်ပွဲလုံးကြည့်လို့ရမယ် normal 10ရက်နေ့လည်းထုံနည်းလကောင်း normal 15ရက်နေ့လည်းထုံနည်းလကောင်းပါပဲခင်ဗျဟုတ်ကဲ့အမျိုးသမီးအာဆတ်ချန်ပီယံလိအုပ်စုစီမှာ SB မြန်မာကလပ်တင်ကတောင်ကိုရီးယားကလပ်စု နောက်ကိုရီးယားကလပ်နေကိုရန်ဂျပန်ကလပ်တိုကျိုဘာရီယိုနဲ့တုံးစုတွေကြောက်အောင်နေပါတယ်ခင်ဗျအုပ်စုချက်ဖြစ်ပါတယ်နိုဘာလာ9ရက်နေ့ညခွာနိုင်ချိန်မှာ SD မြို့နယ်ကလပ်တင်းကတောင်ကိုရီးယားကလပ်ဆူဝမ်နဲ့အုပ်စုဖွင့်ပွဲစတင်ရှင်းလန်းမှာဖြစ်ပါတယ်နိုဘာလာ10ရက်နေ့ကိုရောက်ရင်တော့ဂျပန်ကလပ်တိုကျိုဘာရီအသင်းနဲ့အုပ်စုဒုတိယပွဲစဉ်ကိုညနေ3:00နာရီချိန်မှာရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့မြောက်ကိုရီးယားကလပ် နေကိုရန်အသင်းနဲ့ရှင်ပြားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့နိုမလာ15ရက်ည9:00နာရီမှာရှင်ပြန်ကစားရမယ်လို့သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့အခုဆိုရင် SP Music Club အသင်းရဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေအပါအဝင်မြန်မာနိုင်ငံမှာကျင်းပမဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲအားလုံးကိုပရိသတ်တွေဘောလုံးကွင်းထဲထိအဆင်ပြေပြေတွားရောက်ကြည့်ရှုလို့ရအောင်မြန်မာနိုင်ငံဘောလုံးခွဲချုပ်ကကအကြိုအပုတ် တော့ပြန်အခမဲ့စီစဉ်ပေးထားပြီးဖြစ်တဲ့အကြောင်းပြိဿတွေကိုတင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပြိဿအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ